မင်္ဂလာပါရှင်ဧပြီလ14ရက်တနင်္လာနေ့ရထူးခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တကြံအကျုံနေ့ဝမ်းနည်းမြို့အနီးမှာပြင်းအား၅တက်သမ၅အစင်ကလေးလှုပ်ခတ်တဲ့သတင်းဖြစ်ပါတယ်။ဧပြီ23ရက်မဟာတကြံအကျုံနေ့မနက်၈နာရီ55မိနစ်အချိန်ခန့်ကအင်အားရတာစကေး9.5အစင်ရှိပြင်ကလေးလှုပ်ခတ်သွားတယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ အဲ့ဒီမြင်ကလေးကမန္တလေးတိုင်းဒေသကြီးဝမ်းနွေးမြို့ရဲ့အရှိမြောက်ဘက်ကိုးမှန်ကန်အကွာအနက်20ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး၎င်းကလေးရဲ့တရားမှုကိုမန္တလေးမြို့မှာနေထိုင်သူအချို့လည်းတိတိတသားခန်းစားခဲ့ရတဲ့အတွက်နေအိမ်တိုက်ခန်းတွေထဲမှာနေထိုင်သူတွေဟာလမ်းမော်ထွက်ပြေးခဲ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်။မက်ရှလ28ရက်ကမန္တလေးငလင်ကြီးလှုပ်ခတ်မှုပြီးဧပြီ23ရက်မနက်9:00နာရီအထိနောက်ဆက်တွဲငလင်ပေါင်း128ကျင်းအထိလှုပ်ခတ်ထားတယ်လို့လည်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားကြောင်း သိရပါပါရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ကြံကာလာအတွင်းပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မိုးများနိုင်တဲ့သတင်းဖြစ်ပါတယ်။ ဧပြီ23ရက်နေ့လယ်12နာရီထိအေရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်စကိုင်းတိုင်းအထက်ပိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့အနောက်တောင်ဘက်ပင်လယ်ပြင်မှတိမ်များရွေရှားဝင်ရောက်လာပြီးညနေပိုင်းတွင်ရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းနေပြည်တော်ကရင်ပြည်နယ်ကယားပြည်နယ်မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်မိုးအထင်းအင့်ထစ်ချုံရပြီးနေရာကွက်ရိပ်မိုးများနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောကြားထားကြောင်းသိရှိရပါတယ်ရှင်။